Hello hi ဟလိုမင်္ဂလာပါဗျာကျွန်တော်ရေဟော်ဒီ ESM blogger နေပြည်တယ်ယူဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တက်ဆက်ပေးမယ့်ကျောင်းအရာတွေကတော့စောက်ငါးအုပ်အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဖတ်ဖူးတဲ့စောက်ငါးအုပ်အပေါ်တော့အဲ့ဒီစောက်တွေဆိုတော့အရန်ကောင်းတဲ့အတွက်ကျွန်တော်ရေပေးတဲ့တွေကိုဒါလက်ဆောင်ပေးတာပေါ့နော်အဲ့တော့အဲ့စောက်ငါးအုပ်တော့ကျွန်တော်နေပြောမှာဖြစ်ပါတယ် number 1 number 1ကကျတော့ဗမော်သိမ့်ပြေးရတာတဲ့သူရောပါကြောင်ကပါကြောတယ်ဆိုတော့စောက်ဖြစ်တယ်ပေါ့နော်ဒီစောက်ကိုပါကြောင်ညွှန်ထားရလဲဆိုတော့ဒီစောက်ထဲမှာပါတဲ့လူတွေကကြတော့ကဲတော့ဒါနာမည်ကြီးတဲ့လူတွေပေါ့နော်အဲ့နာမည်လူ အဲ့ဒီနာမည်ကြည့်တဲ့လူတွေအကြောင်းဒီဆောင်ထဲမှာဒါအတင်းချုပ်ပြီးတော့ရေးထားတယ်။ဘယ်လိုလူတွေပါလဲဆိုတော့ဟိုမှာဒီ Microsoft ကိုတီထောင်တဲ့အဲ CK ရပါတယ်။သူ့အကြောင်းတွေပါတဲ့နောက်ပြီးတော့အဲ Messi ပါတယ်။ Messi ကတော့ဒါဘလုံးသမားပေါ့နော်။သူ့ကိုတီမှတင်တယ်။အဲဒါ Facebook တီထောင်တဲ့ Mark Zuckerberg ပါတယ်။နောက်ပြီးကျတော့အဲ Jack Ma ပါတယ်။ Jack Ma ကတော့ဒါတရုတ်နိုင်ငံက Alibaba Company ပိုင်ရှင်ပေါ့နော်။သူ့အကြောင်းလည်းအဲ့ဒီတပတ်ပါတယ်။သူ့အကြောင်းတော့အရင်စိတ်ဝင်စားဖို့ခေါ်နေနော်။ဘာလို့လဲဆိုတော့သူက င်္ဂလိပ်စာကိုသင်တယ်သင်ပြီးတဲ့ခါမှာဆိုအဲဒီအင်္ဂလိပ်စာရဲ့ကြိုကျေစုနဲ့ဒီအလီဘာဘာကွန်မြူတီတီထောင်ဖို့အထီရောတော့အဲကြောင်းလဲသွားခဲ့တဲ့လူကြောင်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူရဲ့ကြောင်းလာဆိုတာအရင်စိတ်ဝင်စားဖို့အကောင်းတယ်ပေါ့နော်နောက်တစ်ယောက်ကကျတော့အာနိုပေါ့နော်ဒါကတော့ကျွန်တော်တို့တွေနိုင်ငံခြားဇာတ်ကားတွေကြည့်မယ်ဆိုရင်အာနိုဇာတ်ကားတွေကြည့်ဦးမှာပေါ့နော်ဒီစက်ရုပ်နဲ့အဲစက်ရုပ်လူသားလို့ပြောမှထင်တယ်အဲအာနိုကြောင်းတွေတစောက်ထဲမှာပါတယ်အဲ့ဒါမှကြောင်းဒီနံပါတ်၁စောက်ဖြစ်တဲ့ဥရောပကြောင်းကမ္ဘာကျော်တဲ့ဆိုတဲ့ဆောက်ပါဆိုရင်ဒါအရန်ကို င်မစားစရာကောင်းတဲ့ချို့လူတွေအကြောင်းဆိုရင်ဒါအရန်ကိုအဝါချင်းနေဆိုးရတဲ့လူတွေအကြောင်းပါတယ်ဗောနော်ဥပမာမာလာလာအကြောင်းလည်းပြရပါပါတယ်မာလာလာကတော့ဒါလူတိုင်းဒီမှာဗောနော်ကြံဖတ်မှုတွေကိုစန့်ကျင်ရင်းနဲ့ငငယ်ရွယ်ရွယ်နဲ့နိုဘယ်ဆုရရှိတဲ့ဒါမင်းလေးတယောက်ဖြစ်တဲ့ဆိုတဲ့အကြောင်းတွေအဲ့ဒီမှာပါတယ်ဗောနော်အဲ့ဒါမှကြောင့်ဒီစောက်ကိုတက်ကြည့်ပါကျွန်တော်နေဒီစောက်ကိုလည်းနှုတ်ပေးပါတယ်နံပါတ်1နံပါတ်1ကကြတော့ဘာစောက်လဲဆိုတော့ဆယ်ကျော်တဲ့လူချုံလေးများဆိုတဲ့အစောက်ဖြစ်ပါတယ်တရှိကိုနိုင်ငံရဲ့ခြေနေရဆိုရင်မကောင်းသေးပေမဲ့တချင်ချင်းမှာကောင်းလာမှာဆိုရင်ဟောလဲအဲ့ဒီခြေတွေ့တာ ပြီးတော့ဒါမှတ်ထားပြီးတော့ဒါရီမတ်ချက်တွေအစီအစဉ်တွေချပြီးတော့ဒါစီးပွားတွေလုပ်လို့ရတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်ခြင်းဖြင့်ကိုယ်နေနဲ့အားတစ်ခုရလာစေမှာဖြစ်တဲ့အတွက်ကြောင့်ဒီစာအုပ်ကိုကျွန်တော်ညွှန်ပြချင်ဖြစ်ပါတယ်နံပါတ်3နံပါတ်3ကကျတော့ view မဆိုင်ခြင်းအမှုပညာဒီစာအုပ်ကိုတော့ချက်မြင့်ဝင်ရနေဘာသာပြန်လာတာဖြစ်ပါတယ်အဲဒီစာအုပ်ကလည်းဒါအင်္ဂလိပ်စာအုပ်အာ not given the facts ဆိုတဲ့စာအုပ်ကိုဖတ်တာတာဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ချင်ရင်ကိုယ်နေနဲ့ဘာကြောက်လာမလဲဆိုတော့ကိုယ့်ရဲ့အလုပ်ပေါ်မှာအာရုံစိုက်တက်လာမယ်။ကိုကလုံးလုံးနေစင်မှာတခြားလူတွေကကိုယ်ကိုလာပြီးတော့တာပြောတဲ့စကားတွေ မကောင်းတဲ့စကားတွေပေါ့နော်အဲ့လိုမျိုးကိုလာပြီးဒါတိတ်တက်ကြစေမစကားတွေအဲ့လိုမျိုးလာပြောတယ်ဆိုရင်ကိုဒီစာအုပ်ကိုဖတ်ထားတယ်ဆိုရင်ခံနိုင်ရှိလာမှာပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီစာအုပ်ကိုညွှန်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီအမြဲဝင်ပါသားပြန်ထားတဲ့ဒီ website ကြီးနေပညာဆိုတဲ့စာအုပ်ကိုလည်းဒါဖတ်ဆွေးခြင်းပါတယ် number 4 number 4ကျတော့ပါလဲဆိုတော့အဲဆရာမြတ်တန်းနဲ့ရေးထားတဲ့ဓာတောင်ကိုကြော်ရင်အနည်းပင်လက်ပြတ်ပြီးဆိုတဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ကိုကျွန်တော်ဘာကြောင့်ညွှန်ရလဲဆိုတော့ဒီစာအုပ်ကဆိုရင် မြန်မာနိုင်ငံကဒါစိုက်အင်တည်ပြီးတော့ရေးထားတယ်ပေါ့နော်။အကြီးကဖြစ်မှတော့မဟုတ်ဘူး။သူကသူ့ရဲ့အချင်းချင်းကိုပြောမယ်ဆိုရင်သူကမမအဲလူငယ်လေးလူငယ်လေးတွေကပျက်စီးနေတယ်။အဲ့ဒီတည်းမှာဆိုရင်ဒါကောင်းတဲ့စကောင်တယောက်ပါတယ်ပေါ့နော်။အဲ့ဒီစကောင်ကိုသူကနမူနာယူပြီးတော့ပြောင်းစီချင်တဲ့ပုံစံကိုဒီစောက်ကသိရေးထားတယ်ပေါ့နော်။အကြီးကကတော့ဒီတည်းမှာဆိုရင်စကောင်ကအဲ၄កောင်ပါမယ်ပေါ့နော်။အဲ၃កောင်ဒီကပါမယ်အဲ၃កောင်ပါလဲဆိုတော့အာနန္ဒပါမယ်နောက်ပြီးတော့ရဲရင်ပါမယ်နောက်ပြီးတော့တန်ညောင်းဆိုတဲ့ကောင်ပါ တန်ချောင်းဆိုတဲ့ကောင်ကြတော့ဒါရိတာကောင်နဲ့ diamond သူကတော်တာအားမမသိနန္ဒနန္ဒကကြတော့သူက promoter ဆိုတော့မျိုးအဲသူကဘွဲရပညာတဲ့အလုပ်ကိုင်တော့မရှိဘူးပေါ့နော်အဲ့လိုမျိုးရဲရင်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူကအဲကြောင်တက်ကစိုးတက်နေတယ်အပြည့်သေးဘူးဒါပေမဲ့သူနေနဲ့အဲ့လိုမျိုးအဲသူ့ရဲ့ဒီပဝင်းကြီးပေါ့နော်သူ့ရဲ့ပဝင်းကြီးသူ့ရဲ့ပဝင်းကြီးဆိုတာကအိမ်ပေါ့နော်သူ့ရဲ့အိမ်ကအဲမိထွေးကသူ့ပေါ်မကောင်းတာတွေကြောင့်နံပါတ်ပြန်ရှေ့ထားတာသူ့မိတဲမတက်ဘူးအတိုက်တော့သူ့ဖီကိုသွားပြောတယ်ပေါ့နော်။သွားပြောတော့အဲ့လိုမျိုးပြဿနာတွေဖြစ်တယ်အဲ့အိမ်များတွေကိုသူက နာကြည့်ပြီးတော့အဲ့ဒီမကောင်းတဲ့လမ်းတွေပေါ်ရောက်သွားတယ်။အဲ့ဒီအချိန်မှာနန္ဒာရဲ့တူနဲ့ရဲရင်နဲ့ကတင်ငယ်ချင်းနေ။အဲ့တော့ရဲရင်ရဲ့ပြည့်စစ်သွားတဲ့တကြောင်နန္ဒာရဲ့တူကလည်းအဲ့မှာတွေ့ပြီးတော့ပါသွားတယ်။ပါသွားတဲ့အခါမှာဆိုရင်ဒီမြောက်ကတော့နေဆက်တွေရောက်သွားတယ်။နေဆက်တွေဆိုတော့ကအဲ့လိုမျိုးဒဏ်နဲ့မှောင်ကိုကုတဲ့နေရာတွေစေးကြောက်တွေရောင်းတဲ့နေရာတွေအဲ့လိုအဲ့လိုနေရာမျိုးတွေမှာတော့လောလောတယ်ပေါ့နော်။လောလောမြင့်လဲဆိုတော့ဒီကူလီပုံစံမျိုးအဲ့လိုတော့မတုတ်တယ်လောက်တယ်။အဲ့လိုမျိုးပါသွားတော့နန္ဒာရဲ့တူလေးရဲ့အင်အားတိသွားတော့အမှနန္ဒာအင်အားအဲ့ဒီတိသွားတော့သူ့အဖေက အနန္ဒာကိုတိုက်ပြီးတော့ခေါ်ခိုင်းတယ်ပေါ့နော်ခေါ်ခိုင်းတဲ့ခါမှာဆိုရင်လမ်းမှာခက်ခဲတွေ့တယ်ဒါမှလှချင်းတဲ့ခါမှာရောသူတို့တွေအနေနဲ့ဒါပြဿနာတွေကြော်လွားခဲ့တဲ့ပုံစံတွေအများကြီးအဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်ကဆိုရင်ဒါလူငယ်တွေလမ်းကြောင်းပျောက်နေတဲ့လူငယ်တွေကိုဒါကောင်းတဲ့လမ်းကြောင်းကိုရောက်စေနိုင်တဲ့အတွက်ကြောင့်စာအုပ်ကိုကြောင်းနေတာဖတ်ခိုင်းတာဖြစ်ပါတယ်ဒီအဲ့စာအုပ်ကလည်းဖတ်ကြပါ number 5 number 5ကကျတော့ပုံနာဖာကွန်ပေါ့နော်သူကတော့ဒါ size ဆရာမဲတင်ကရေးထားပါတယ်အဲ့ဒီစာအုပ်ကိုကျွန်တော်ပါကြောင်းညွှန်လဲဆိုတော့ဒီစာအုပ်ထဲမှာဆိုရင် အရှမ်းကောင်းတဲ့စာရိတ်တက်ကောင်းတဲ့ခေါင်းလေးပါတယ်။ဤကကဘာခွန်းဘာခွန်းဆိုတဲ့ကတကယ်တော့သူကအရင်တော့ကသူမြတ်ပစ္စည်းတွေတဲပေးတဲ့လူပြောက်ပေါ့နော်။အဲ့လူတယောက်ကလေသူကဘလို့ချမ်းသာသွားတယ်ဆိုတဲ့အကြောင်းပါတယ်။ဇလန်းအချင်းချုံကိုပြတ်ပြရမှဆိုရင်အဲဘာခွန်းကအရန်ဆင်းရဲတယ်။သူကမဆေးတွေထဲမှာဆိုရင်ပစ္စည်းတွေပါရေးသူကဝဲပြည့်တယ်ဆိုရင်အဲ့သူ့ကိုဒါငါထထမ်းဖို့ပေါ့နော်။ထမ်းဖို့ငားတဲ့ဟာတွေရမှသူကအဲ့လိုမျိုးလေးဝင်လို့တယ်။တကယ်မှကြတော့သူကပစ္စည်းတစ်ခုကိုခိုးတယ်ဆိုပြီးသူကိုဆွဆဲပြီးတော့ဒါလူရှိမှာပေါ့နော်။ဆွဆဲခံတယ်။ ထိုးဆဲခံတဲ့ခါမှာအမဖုန်ကြီးကိုရင်ကြီးပေါ့နော်သူနဲ့အရင်ကြီးနေတဲ့ကိုရင်ကြီးတပါးဆိုတာရှိတယ်အဲ့ဒီကိုရင်ကြီးကအဲ့ဒီပါကုန်းကိုမင်းလောက်တော့မင်းတို့လူတွေကပုတ်ချနေတာလောက်တော့မင်းတို့လူတွေယွန်းနေတာမင်းမင်းတက်သေးပလိုက်ဆိုပြီးတော့အမဓာတ်တွေကျိုးတွေစိတ်ဖူးတွေပေးတယ်ဒါဆိုကြတော့အစိတ်တွေပေးရပေါ့နော်အဲ့ဒီအစိတ်တွေကိုမတော့ပြီးပေးပလိုက်ဆိုပြီးလိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီကောင်ပါကုန်းကလည်းမကြောက်ဘူးအဲ့တော့ပဲတော့ပြီးတော့သူကမေ့မျောသွားတယ်တကယ်တော့ အဲအဲ့ဒီအစိတ်စီရဆိုတာအစိတ်မဟုတ်ဘူးပေါ့နော်တကယ်တော့အဲ့ဒါတွေကအိတ်စေးတွေအဲ့ဒီအိတ်စေးတွေကိုပြလိုက်တော့သူကတောက်ပြီးတော့သူကမျောချသွားတာအဲဒီရက်နှစ်ရက်သုံးရက်လောက်အဲ့လိုမျောသွားမျောသွားပြီးတော့သူတတိယလာတဲ့ခါမှာဆိုရင်သူကစိတ်သိလူသိနဲ့ဖြစ်သွားပြီဆိုပြီးတော့ပြန်ပြောပြီးတော့အဲ့မှာအဲဥယင်ကြီးကနေအဲ့ဒီအာကုံကိုသူကပစ္စည်းဆုံးခုပေးတယ်ပထမဆုံးကရေကြီးတလုံးပေးတယ်နောက်ပြီးကြတော့ဝရင်းတုပ်ပေးတယ်နောက်ပြီးကြတော့အဲသူကမိရင်တစ်ခုပေးတယ်ဒီသုံးခုကအဓိပ္ပာယ်ရှိရပေါ့ အဲ့ဒီပစ္စည်း၃ခုရဲ့တိပယ်ကိုကိုရင်ကြီးရတခါလဲတက်တက်လိုက်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ပထမဆုံးကအဲ့ဒီလိုအဲ့ရဆိုရင်အမေရှားရသည်မပိုက်ဆံနေအောင်ဒီထဲမှာထည့်ဖို့ဒီရဝရင်တို့ဝရင်တို့ကကြတော့ဘာလဲဆိုတော့အဲ့ဒီမင်းရှားထားတဲ့ပိုက်ဆံမျိုးလာပြီးတော့လူတဲ့သူတွေတင်မတရားတဲ့ပြန်လာယူတဲ့သူတွေတင်စော်ဖို့ရိုက်ဖို့တော့ကြမ်းဖို့အဲ့လိုမျိုးဖြစ်တယ်နောက်တစ်ခုကကြတော့ဒီမီးမီးရင်ကကြတော့အဲ့ဒီကိတော့ဒါတော်လိုင်းရင်ခစ်ပေါ့နော်တော်လိုင်းရင်ခစ်ဆိုတာကဒီဂျပန်မျိုးတော်လိုင်းနဲ့ခစ် ဲဆိုတော့ဂျပန်နေသူရက်ထွက်သွားတဲ့အချိန်မှာပေါ့နော်မင်းမရှိဘူးမင်းမရှိတော့ဒီမင်းဟန်ဆိုရင်လည်းမင်းပညာကိုရှာဖို့တဲ့အမမင်းညအားတဲ့ခါတိုင်းမင်းစာဖတ်ရမှာဆိုပြီးတော့မင်းကြီးပြတယ်အဲ့ဒီတုံးကိုအမကွင်ကြီးကဖေးလိုက်တယ်ဖေးပြီးတော့ဟော့ပြီးတော့ဒီပစ္စည်းတုံးကိုလည်းမြန်မာသားမင်းရှင်းတယ်တော့ဆိုပြီးဖေးလိုက်တယ်ဖေးလိုက်တဲ့ခါမှာဆိုအဲ့ဒီဘာကွန်ဆိုတဲ့ခေါင်ကအကွင်ကြီးနေတဲ့ကြောင်းလေးထွက်သွားတယ်ထွက်သွားပြီးတော့ဒီစီဝိုင်းလမ်းတော့ဝင်နေဝင်တဲ့ခါမှာလည်းအမကလားတွေကသူ့ရဲ့ပိုက်ဆံကိုလာလူလို့ဆိုပြီးဝင်းဝင်းတုံးနဲ့တင်းညွန်ရိုက်တယ်အဲ့ဒါမျိုးလေးနောက်ပြောတော့ဇာတိတက်ကောင်းတဲ့အရာလေး APU တဲမှာအများကြီးပါတယ်ပေါ့နော်အဲဒါမျိုးကြောင့်ကျွန်တော်ဒီစောက်ကိုညွှန်တာဖြစ်ပါတယ်အဲဒီခုကျွန်တော်ညွှန်တဲ့စောက်တွေတဲမှာတချို့ကြောင့်ရတယ်ဆိုရင်ကိုယ်မနိုင်ငံလက်ရှိအခြေအနေနဲ့တော့လုံးဝတော့ဒါလို့လို့မရတဲ့ပိုင်းတွေရှိပါတယ်ဒါပေမဲ့အခြေအနေဆိုတာကအများအားဆိုးနေတယ်ဆိုတာကသုံးသပ်မရှိဘူးပေါ့နော်ချိန်ချိန်မှာဆိုရင်ဒီအခြေအနေကပြန်ကောင်းသွားမယ်ကောင်းသွားတဲ့ခါမှာဆိုရင်ကိုယ်အနေနဲ့ပြင်ဆင်ထားတာရှိတယ်ဆိုရင်အခါတည်းအစင်သင့်ဝင်ပြီးတော့လွတ်ယုံလေးပဲလုပ်တယ်ပေါ့နော်အဲဒါမျိုးကြောင့်ပြောရတဲ့ဒီစောက်ကိုကျွန်တော်ဒီစောက်ငါးအုပ်ကိုညွှန်ပြရတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ညွှန်ပြတဲ့စောက်တွေလည်းရှိပါတယ် ဒီဆောင်ငါ့ကိုတစုတစည်းတည်းမှာမှာဆိုတော့ကျွန်တော်ဒီမှာမှာလို့ရပါဘောနော်ကျွန်တော်ဒီ service တခုယူပြီးတော့လုပ်ပေးတယ်အဲဆောက်တစ်ထောင်ကနေ9000ကျားမှာရှိတဲ့ဆောက်ဒီဆိုရင်ကျွန်တော်900ယူပါတယ် fee ကအပိကြတော့အာ9000ကနေ1000ကျားမှာရှိတဲ့ဆောက်ဒီကိုတော့ကျွန်တော် fee တစ်ထောင်ယူရပါတော့အဲ့လိုပဲယူပြီးတော့လုပ်ပေးနေပါတယ်အဲအဲ့ဒီတော့ကြောင့်အဲနင်းနေခဏလေးအဲ့တော့ဒီဆောက်ဒီကိုလိုချင်နေဆိုရင်ကားကိရတဲ့ဒေသတွေကနေကျွန်တော်တို့ကတန်းပြီးတော့ဆက်သွယ်လုပ်ပေးပါတကယ်လို့ကားကိမရတဲ့ဒေသတွေကိုကျွန်တော် ပုံမပြေနိုင်ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပစ္စည်းကိုအာမမခံတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့ရောက်အဲကားကိတ်တွေရတဲ့နေရာတွေမှာကျွန်တော်မပြေပါဒီလိုကျွန်တော်ဒီကနေမှာတယ်ဆိုရင်ကျွန်တော်ရဲ့ဟောဒီ channel ကိုဒါပို့ပြီးတော့ကြီးဖို့အတွက်လဲ support တစ်ခုဖြစ်တယ်နောက်ပိုင်းမှာဆိုရင်ကျွန်တော်ဒီ podcast အရှိတိကြိုက်ဖို့အတွက်ကျွန်တော်စီစဉ်နေတယ်ပေါ့နော်အဲ့စီစဉ်တွေကိုကျွန်တော်နေနေတာ love ဖို့ကြိုးစားနေတယ်ကျွန်တော်ရဲ့ channel ကပြောရမယ်ဆိုရင်ဒါတစ်ခုတည်းကိုသွားမှာပေါ့ပေါ့နော်ကျွန်တော်နိုင်ငံရေးလက်စေဝင်စားတွေဒီဖင်မှုတွေအကြောင်းလက်စေဝင်စားတယ်အခြားဖူးဒရာရစီအကြောင်းတွေလည်းကျွန်တော်အများကြီးစေဝင်စားတယ် ခုနကကျွန်တော်စိတ်ဝင်စားနေတဲ့ကိစ္စရှိပါတယ်စတော့ရှယ်ယာကိစ္စဖြစ်ပါတယ်အဲ့ကိစ္စကိုကျွန်တော်အရန်ကိုစိတ်ဝင်စားနေတယ်သူလည်းစူးစမ်းနေတဲ့အဲ့ level တော့ကျွန်တော်ဝင်နိုင်မို့ဆိုပြီးတော့အဲ့တော့ကျွန်တော်ဝင်နိုင်မလားမဝင်နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဒီစောင့်ကြည့်အောင်ပေါ့နော်အောက်ဆုံးပြောချင်တာကတော့ကျွန်တော်ဒီမှာဒီ service ကိုမှားတယ်ဆိုရင်တော့ကျွန်တော်တက်ကွက်လဲဒါ supporting ဖြစ်တယ်ပေါ့နော်အဲ့ဒီကြောင့်ကျွန်တော်ဒီကိုလည်းများဖောက်ပြေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်လို့ဒီအဲ့တော့ကျွန်တော်တို့နောက်ပြီးတော့မှတက်တဲ့တွေ့ချင်ပါပြအားလုံးကိုကျေးဇူးတင်ပါတယ် bye bye